ကျွန်မဒီနေ့အိမ်မှာလှုပ်ရှားလို့မီးဖုတ်စရာမလိုပဲအရသာရှိတဲ့ခရီးသည်ဟင်းတစ်ခွက်ချက်နေလေးပြပြကျမာတယ်ရှင်။ဘာမှမီးဖုတ်စရာကင်စရာမလိုပဲအရသာရှိတဲ့ကျမရင်နဲ့ညညွတ်တဲ့ဟင်းတစ်ခွက်ရလာပါလိမ့်မယ်။အဲ့ဒါကြောင့်ဒီနီလန်းလေးကိုမှတ်ထားလိုက်ပါနော်။အရင်ဆုံးခရီးသည်တစ်လုံးကိုပြင်ထားပါ။ပြီးရင်ကျစ်တွင်ဖြူငရုတ်သီးစိမ်းစားကျစ်သားမုတ်ပိန်းငံပြားရဲ့အကြီးနဲ့နှမ်းစီနည်းနည်းလေးလိုပါလိမ့်မယ်။ပထမဆုံးခရီးသည်ကိုရင်းနှီးငွေးနဲ့ဆယ်မိနစ်လောက်ပောင်းပေးပါရှင်။ဒါဆိုခရီးသည်ကနူးဤသွားပါလိမ့်မယ်။ပြီးရင်တော့ပကံလုံးတစ်လုံးထဲမှာခုနကလေးထားတဲ့ကျစ်တွင်ဖြူနဲ့ငရုတ်သီးစိမ်းလေးတွေကိုထည့်ပါနော်။အဲ့ဒီအပေါ်ကနေ မှာစီပူပူလေးလောင်းချပြီးမွေးလအောင်လုပ်ပေးရပါတယ်။စီပူပူလောင်းလိုက်တာနဲ့ကြက်သွေးဖြူနှံလေးကမွေးကနေထွက်လာတာခံစားရပါလိမ့်မယ်ရှင်။ကဲပြီးရင်တော့စာကြက်သွားမဟုတ်ပဲငံပြိုင်အကြီးနဲ့နှမ်းစီနည်းနည်းလေးထည့်ပြီးတော့တမအောင်မွေးပေးလိုက်ပါ။ဒါဆိုရင်တော့မွေးကြိုင်နဲ့ကြက်သွေးဖြူဆော့ပလေးရလာပါပြီ။ ပြီးရင်တော့ပေါင်းထားတဲ့ခရံသီးလေးကိုကိုယ်ကြိုက်တဲ့ပုံစံအတိုင်းအနေတော့အတုံးလေးတွေလှိလိုက်ပါဒါမှမဟုတ်တချမ်းချမ်းမြင်ရင်လည်းလှိနိုင်ပါတယ်လူကျင်တဲ့ပုံရပြီဆိုရင်တော့ပကံနားမှာတက်တက်ရက်လေးစီထားတဲ့ခရံသီးလေးပေါ်ကိုခုနကလှုပ်ထားတဲ့ကျက်သွမျိုးစော့ကိုစမ်းပြလိုက်ပါရှင်နောက်ဆုံးစင်းကတော့အပေါ်ကနေကျက်သွမိတ်ကလေးတွေဖြူပါနော်ပြီးရင်တော့စီပူပူလေးတစ်စွန်းလောက်ထပ်ပြီးတော့စမ်းလိုက်ပါဦးမယ်ကဲဒါဆိုရင်တော့မိဖုတ်စရာမလိုပဲအရသာရှိပြီးတော့အကျမ်းမိုင်နဲ့ညညွတ်တဲ့ခရံသီးတစ်ခွက်ရလာပါပြီရှင်။တကယ်ကိုလွယ်ပြီးတော့မြန်မြန်ဆန်ဆန်လှုပ်ရှားလို့ရတဲ့ဟင်းလေးမလို့ဒီနည်းလေးကိုမှတ်ထားလိုက်ပါအောင်နော်။